complex data type အကြောင်းကိုကျွန်တော်ပြောသွားမှာဖြစ်ပါတယ်။ complex data type ဒီဆိုတာကတော့ object ရဲ့ array ရဲ့နှစ်မျိုးကိုခေါ်ပါတယ်။ဒီကျွန်တော်ဒီ area တွေကို comment ထုတ်လိုက်ပါမယ်။ကျွန်တော်ရန်နဲ့ရှုပ်နေပါသလို comment ထုတ်လိုက်မယ်။အဲဒါဆိုရင်ရှင်းတော့ okay ။ဒီမှာကျွန်တော်တို့ complex data type အကြောင်းကိုဟောပြပြပါမယ်။ complex data type မှာနှစ်မျိုးရှိပါတယ်။ object ရဲ့ကျွန်တော်တို့ array ရပါ key ရဲ့ value ရဲ့ဆုံးလိုက်ပါတဲ့ဟာကိုကျွန်တော်အနေနဲ့ object လို့ခေါ်ပါတယ် object ကိုကျွန်တော် example နဲ့ပြပါမယ်ဒီမှာကျွန်တော် const name ဆိုပြီးတော့ကျွန်တော်နာမည်ပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာမောင်မောင်ဆိုပြီးတော့ကျွန်တော်ပေးလိုက်ပါမယ်ပြီးရင်ဒီမှာ const age ကို18လို့ပေးလိုက်မယ်ပြီးရင် con is student ဆိုပြီးတော့ user ပြလိုက်โอเคကျွန်တော်တို့ကဒီမှာ console ထုတ်ခြင်းနဲ့ဗျာ console ထုတ်ခြင်းနဲ့တောင်းခုလုံး console ထုတ်ခြင်းနဲ့ဆိုရင်ကျွန်တော်နေဒီလိုဒီချောင်းချင်းရေးမှာဖြစ်ပါတယ် console $name age student ဆိုပြီးတော့ကျွန်တော်နေနဲ့ဒီလိုမျိုးရေးရမှာဖြစ်ပါတယ်ဒီလိုမျိုးရေးလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော်တို့ဒီလိုမျိုးတစ်ခုချင်းစီ return ပြန်มาဖြစ်ပါတယ်အဲဒီကျွန်တော်တို့ကဒါဒီအောက်ကိုတစုတစီတဲ့မောင်မောင်ဆိုတဲ့ လူတယောက်အနေနဲ့ကျွန်တော်တို့ကလိုချင်တဲ့ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးလုပ်လို့ရပါတယ်။အခါတိုင်းကျွန်တော်တို့အနေနဲ့ object ကိုအသုံးပြုလို့ရပါတယ်။ဒီမှာ const person ဆိုပြီးတော့ကျွန်တော်တို့ကအဲ့ person ဆိုတဲ့ဟာကို define လုပ်ပါမယ်။ဘယ်လို define လုပ်မလဲဆိုရင်ကျွန်တော်တို့အပေါ်မှာဖေးထားတဲ့ name ပုံပုံ age ဆိုပြီးတော့ကျွန်တော်တို့ဒီအပေါ်မှာဖေးထားတဲ့ဒီ၃ခုလုံးကိုကျွန်တော်အနေနဲ့ဒီ object ထဲမှာ person ဆိုတဲ့ hi ကိုကျွန်တော်တို့ define လုပ်လိုက်ပါမယ်။ ဘိုင်းလောက်ပြီးကျွန်တော်တို့ဒီမှာ console.parsen ဆိုလောက်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ object တင်ပြီးတော့ return ပြပါတယ် sona ဟာ ਨੇ အတူတူပါပဲကျွန်တော်တို့ဒီမှာတောက်ခွေရတယ်ကျွန်တော်တို့ဒီမှာ name a student ဆိုပြီးပြီးလို့ရှိရင်ဒီကောင်တွေက primitive data type ဖြစ်ပါတယ် primitive data type နဲ့တခုချင်းစီချင်းရတာဖြစ်ပါတယ်ဒီအကြတော့ object complex data type ဖြစ်ပြီးတော့သူ့ထဲမှာ primitive data တွေပါဝင်နေပါတယ် ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်ဒီမှာနောက်တစ်ကြောင်းမှာကျွန်တော် console. ဆိုပြီးတော့ကျွန်တော်ရဲ့သူ့ရဲ့ type တွေကိုပြပါမယ်။ type of မှာကျွန်တော်ဒီ person ရဲ့ကျွန်တော် object မှာသူ့ထဲကကျွန်တော်တို့ property တွေကိုကျွန်တော်လိုချင်နေဆိုရင်ကျွန်တော်အနေနဲ့ dot ဆိုပြီးတော့ကျွန်တော်တို့ plan ခေါ်လို့ရပါတယ်။ကျွန်တော်ဒီမှာ name ကိုခေါ်လိုက်မယ်။ name က party data type ဖြစ်မလဲဆိုရင် string data type ဖြစ်ပါတယ် okay ဒီမှာကျွန်တော် a ဆိုရင် number student ဆိုရင် boolean data type ဖြစ်ပါတယ် okay ဒီကတော့ object ရဲ့အလုပ်လုပ်ပုံနဲ့ object ထဲမှာဘယ်လိုမျိုးပါဝင်လဲဆိုတဲ့အားပဲဖြစ်ပါတယ်အဲ့နောက်တစ်ခုကတော့ array အကြောင်းပဲဖြစ်ပါတယ် array ဆိုတော့ကျွန်တော်တို့ order အစင်လိုက်တိုင်းဖြစ်နေတဲ့အောင်ကျွန်တော်နေ array လို့ခေါ်ပါတယ်။ဥပမာအနေနဲ့ကျွန်တော်ဒီမှာ const number name ဆိုပြီးတော့ကျွန်တော်ဒီနေ့3လေးကပြီးလိုက်မယ်ပြီးရင်တော့ print out လိုက်ဆိုရင်ကျွန်တော်အနေနဲ့ဒီမှာ number 012345ဆင်းလိုက်တိုင်းထွက်လာတာကိုတွေ့ရပါလိမ့်ပြီးလို့ရှိရင်သူ့စီရဲ့ index ကြီးက01234ဆင်းလိုက်တိုင်းသူ့ order လိုက်တိုင်းထွက်လာတာကိုတွေ့ရပါလိမ့်မယ်ပြီးရင်ဒီမှာကျွန်တော်တို့တစ်ခုစီတမ်းမှာဒီကောင်းကိုကျွန်တော်အနေနဲ့ console type ပေါ့နော်သူရဲ့ type ကိုထုတ်လိုက်လို့ရှိရင်ကျွန်တော်တို့ကို object ဆိုပြီးတော့ return ပေးတာတွေ့ရပါလိမ့်မယ်ကျွန်တော်နေဒီ name ကို type ပေါ်ထုတ်ကြည့်လိုက်တဲ့အချိန်မှာ object အနေနဲ့ထွက်လာတော့တွေ့ရပါလိမ့်မယ်ဘာလဲဆိုတော့ကျွန်တော်ဒီ javascript မှာ array ကိုလည်းသူ့အနေနဲ့ဒီ object data type အနေနဲ့ပဲပြန်ပြီးတော့ထုတ်ပေးတဲ့အတွက်ကြောင့်မလို့ပါဒီရဲ့ concept ကတော့နည်းနည်းလေးချုပ်ထွေးပါတယ်ဒီ array ကိုဘာကြောင့် object ထုတ်လဲဆိုတော့ကျွန်တော်နောက်မှဒီ object ဒီအကြောင်း ဒီ array method တွေအကြောင်းပြောပြတဲ့အချိန်ကြောင့်မှကျွန်တော်ပြန်ပြီးတော့ရှင်းပြပါမယ်။ဒီကတော့အခုအနေနဲ့ data type ကိုနားလည်စီခြင်းနဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဒီပဲပြပြပါမယ်။ Okay ဒီကတော့ကျွန်တော်တို့ JavaScript စာပြီးတော့သင်လို့ရှိရင်မဖြစ်မနေသိရမယ် primitive data type နဲ့ complex data type အကြောင်းတွေပဲဖြစ်ပါတယ်။ကျွန်တော်ဒီရဲ့ source code ကိုလည်းကျွန်တော်တင်ပြီးတော့ပါမယ်။